ဒီနှစ်ဘောလုံးရာသီမှာ twin ကိုတွေကိုငပြောသည့်အခွန်နွာစားသလို twin ယူနေတဲ့ဂျိုသားတိုက်စစ်မှုတယောက်အကြောင်းကိုပြောပြချင်ပါတယ်မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေကျူတူပါရယ်ကျွန်တော်ကခက်ပါတွင်ကိုရင်းနဲ့ပတ်သက်ရင်လီဝန်နိုစကီ Harry Kane, Jorginho, Kylian Mbappé စတဲ့ကစားသမားတွေကခြံထားလို့ရတဲ့သူတွေတော့မဟုတ်ဘူး။ဒီနေ့ရာသီမှာ Vidal Jorginho ကအသင်းတစ်ကိုပြောင်းရွှေ့သွားတယ်လို့ Lewandowski ကလည်းအကြပိုင်းကိုရောက်လာတာလည်းပါတယ်။ဒီတစ်ကြောင် Harry Kane တို့ Kylian Mbappé တို့ပဲအတွင်းကိုယ်တွေနဲ့ပတ်သက်ရင်ပြိတ်သက်ကြားထဲမှာရှေ့ပန်းစားပါတယ်။ဒါပေမဲ့အဲ့ဒါလို့ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုတွေတက်ကြော်လွန်ပြီးတော့ဂိုးသွင်းနေတဲ့ကောင်စိုးလေးတယောက်ရှိပါတယ်ဂျိုသားပေါ့ဗျာအဲ့ဒီကစားသမားကဒီမြည်သည့်တော်နာမန့်မဆိုဘဲအသင်းနဲ့ကိုသားပြုပြီးကစားခွင့်ရတဲ့အချိန်မဆိုသူ့တွက်ဂိုးသွင်းရတာတိတ်ကိုလွယ်ကူလွန်းနေပါတယ်တကယ်တော့ဂိုးတကူရဖို့ဆိုတာထင်သလောက်လွယ်ကူမနေဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီကစားသမားအတွက်တော့လွယ်ပါတယ် ဒဏ်ရာပြဿနာရမနေရင်ပေါ့ဘယ်လိုလဲအားလုံးလက်သိမယ်လို့ထင်ပါတယ်မန်စီးတီးအသင်းရဲ့တိုက်စစ်မှုအားလင်းဟာလန်ပါဟာလန်ကိုသွင်းတာမဆန်းဘူးဆိုပေမဲ့ဒီနှစ်တာတွက်ကတော့ဟာလန်တို့အတော်လေးကျန်းတဲ့အတွက်ကြောင့်ဆန်းပါတယ်ဒီတွက်ကြောင့်ပဲကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးတာပါကျွန်တော်တို့အထောက်တိုက်စစ်မှုကောင်းတွေကိုအများကြီးမြင်ခဲ့ရဘူးတယ်ရိုဗန်နစ်စရိုင်းကစပြီး အခုနောက်ဆုံး Harry Kane ဒီပေါ့ဂျားထဲမှာလည်းတခြားသောတိုက်စစ်မှုကောင်းတွေအများကြီးရှိခဲ့ပါတယ်။သို့တော့အာလင်းဟာလန်ကတော့အဲ့ဒီနာမည်ရတိုက်စစ်မှုတွေနောက်ပိုင်းမှာအကောင်းဆုံးအထောင်တိုက်စစ်မှုတစ်ယောက်လို့ပြောရမယ်။လက်ရှိမော်ရယ်ဘောလုံးလောကမှာအထောင်တိုက်စစ်မှုတွေရဲ့အရေးပါအရမှုအနည်းငယ်နှေးပါသွားတယ်ဆိုရင်လည်းဟာလန်နောက်ပိုင်းကစပြီးတော့အထောင်တိုက်စစ်မှုတွေပြန်ပြီးနမယ်ရလာတယ်။အခုဆိုရင်လည်းဘန်ဂျမင်ရှက်စကိုတို့လိုဟာလန်ထက်ငယ်တဲ့အထောင်တိုက်စစ်မှုတယောက်ဘောလုံးတိုက်စစ်မှုအတိုင်းဝိုင်းထဲမှာ ထပ်ပြီးတော့နေရာဆန့်လာပြန်ပါပြီ။အဲ့ပြောချင်တာအားလင်းဟာလန်အနေနဲ့အထောင်တိုက်စစ်မှုတွေထဲမှာဆိုရင် လက်ရှိအချိန်အကောင်းဆုံး prime ကိုရောက်နေတဲ့တိုက်စစ်မှု ဖြစ်ပါတယ်အဲ့တော့ prime ကိုရောက်နေတဲ့ဆိုပေမဲ့လည်းသူ့ရဲ့ twin core တွေနဲ့လည်းသူတက်တည်ပြဖို့လိုတယ်ငါကအကောင်းဆုံးကစားသမားငါကခြေသွန်းထက်မြက်တယ်လက်ရှိအချိန်မှာအကျန်းဆုံးဆိုပြီး twin core တွေမ twin ဦးနိုင်ရင်လည်းအလကားပဲတိုက်စစ်မှုတရားက dribbling နဲ့အများကြီးလုပ်နေစရာမလိုဘူးဖန်တီးမှုတွေအများကြီးလုပ်နေစရာမလိုဘူး possess တွေအများကြီးပေးနေစရာအဓိကသူလိုရမယ့်အလုပ်ဒီ twin core ပါဝင်ပတ်သက်ဖို့ပဲဖြစ်ပါတယ်အဲ့တော့အားလင်းဟာလန်ဒီ twin core ပါဝင်ပတ်သက်တဲ့တောင်မှ assist ထက် twin core တွေကို twin ဦးတာပို့ပြီးတော့ များပြနေပါတယ်ဒီနေ့ဘောလုံးရာသီမှာအားလင်းဟာလန်ဆွဆောင်ခဲ့တဲ့ဆွဆောင်ရည်တွေကတကယ်ကိုမှတ်ကြောက်တင်ခံနိုင်ရလောက်တဲ့ဒီဆွဆောင်ရည်တွေဖြစ်ပါတယ်ဆိုတော့လက်ရှိအခြေရာသီ အစပဲရှိသေးရဲ့ဗျဘောလုံးရတည်းရ၈လပိုင်းအစတယ်၉လ၁လ၁လပိုင်းဆိုရင်လည်းဒါကျွန်တော်တို့လောက်ဝက်လောက်ပဲရှိသေးတယ်၂လတာကာလအတွင်းမှာအသင်းနှစ်သင်းအတွက်ပြိုင်ပွဲဆုံးကစားခဲ့ပြီးတော့အာလင်းဟာလန်ဒီသွင်းကိုဘနကူသွင်းယူခဲ့ပြီးဖြစ်တယ်လို့ထင်တယ်သွင်းကို၂၀သွင်းပြီးသွားပြီနော်ဝေလေရွေးစဉ်သင်းတဲ့တူသူသွင်းယူခဲ့တဲ့သွင်းကိုတွေမန်စီးတီးအသင်းနဲ့တူချန်ပီယံလိပရီးမီးယားလိစတဲ့ပြိုင်ပွဲတွေမှာတွင်းယူခဲ့တဲ့တွင်းကိုတွေကိုပေါင်းလိုက်မယ်ဆိုရင်အားလုံးပေါင်း90ရှိသွားပါပြီ။ဖန်တီးမှုကတော့ ်3ချိန်ပါအဲ့ဒါလောက်ထိကိုအာလင်းဟာလန်ရဲ့ဂိုးသွင်းမှတ်တမ်းကြောက်စရာကောင်းပါတယ်တနည်းအားလည်းနိုင်ငံလေရွေးစင်းသင်းတဲ့အတူဒါ Israel ကိုအနိုင်ယူခဲ့တဲ့ပွဲမှာ hat trick သွင်းယူသွားခဲ့တယ်တကယ်တော့အပွဲစဉ်မှာဆိုရင်ပနတီသူနှစ်ခါလွဲတယ်ပထမတစ်ချိန်ကန်ခဲ့ရတယ်ဒါပေမဲ့ကွင်းလက်တိုင်ကနောက်တစ်ချိန်ထက်ကန်ခိုင်းတယ်အဲ့ဒီချိန်မှာထက်လွဲတယ်တိုးတော့လည်းနောက်ဆုံးချိန်ကမှာဟာလန်ဟာလန်ဖြစ်ခဲ့ပါဆိုတော့အဲ့ဒါလိုဘောလုံးရာသီเนาะယာသီဝတ်တောင်မချိုးသေးဘူး နှစ်လအတွင်းမှာတွင်းကို20တွင်းယူဖို့ဆိုတာတော်တော်လေးမလွယ်ကူလူတယောက်အနေနဲ့လိုက်လို့ဖို့တော့မလွယ်ကူတဲ့စံချိန်မျိုးအာလင်းဟာလန်ကချိုးထားတာပါအဲ့တော့သူ့လက်ရှိချိန်အနည်းကဆုံးဖိအားပေးနေတဲ့ပြိုင်ဘက်တွေတော့ရှိပါတယ် Harry Kane တို့ Kylian Mbappe တို့စသဖြင့်ပေါ့လေဒါပေမဲ့ဒီကိုသွင်းယူမှုနှုံအတိုင်းသာအားလင်းဟာလန်ဒီအသည့်ရှေ့ဆက်သွားမယ်ဆိုရင်မန်စီးတီးကလည်းအထူးကတိုက်တဲ့ဖလားကြီးတွေရရှိခဲ့မယ်ဆိုရင် နောက်ရသည့် ဘာလွန်ဒိုကတော့အာလင်ဟာလန်အများကြီးမျှော်လင့်ခြင်းစရာဖြစ်နေတယ်။ကျွန်တော်ဒီအချက်လက်တွေကိုကျွန်တော်တို့အသေးစိတ်ကျွန်တော်ညီကိုတွေကိုပြောပြချင်ပါတယ်။မော်ဒိုဗာနဲ့ပွဲတင်မှာအာလင်ဟာလန်ဟာနိုင်ငံလက်ရွေးတဲ့အသင်းအတွက်၅ဂိုးသွင်းပြီးတော့၂ဂိုးဖန်တီးပေးခဲ့ပါတယ်။အစ္စရေးနဲ့ပွဲတင်မှာ၃ဂိုးသွင်းခဲ့ပါတယ်။ဒီတွက်ကြောင့်နိုင်ငံလက်ရွေးတဲ့အသင်းနဲ့တူအာလင်ဟာလန်သည်လက်ရှိအချိန်မှာ၈ဂိုးသွင်းပြီး၂ဂိုး ဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကဒီနှစ်ဘောလုံးရသည့်အတွက်ပဲပြောသေးတာပါ။သူ့ရဲ့နော်ဝေလက်ရွေးစင်ကစားသမားဘဝကစားခဲ့တဲ့ပွဲအားလုံးပေါင်းမယ်ဆိုရင်46ပွဲမှာ52ဂိုးတိတိသွင်းယူခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့နော်ဝေလက်ရွေးစင်အသင်းရောက်မှသူကအဲ့ဒီသွင်းဂိုးတွေကိုသွင်းတာမဟုတ်ဘူး။တက်တန်းလိုက်အသွင်းတွေမှာလည်းရှယ်ဖြုတ်တာပါ။ U15 မှာတော့၄ပွဲကစား၄ဂိုး U16 မှာ18ပွဲကစား၃ဂိုး U17 မှာ6ပွဲကစား2ဂိုး U18 မှာ6ပွဲကစား6ဂိုး U19 မှာ6ပွဲကစား10ဂို U20 မှာ၅ပွဲကစား17တိတိသွင်းယူပေးထားနိုင်ခဲ့ပါတယ်ဒီလိုကြောင့်နိုင်ငံလက်ဝဲစဉ်အသင်းနဲ့ပတ်သက်ရင်လည်းအားလင်းဟာလန်ဒီဘာမှအပြစ်စုပွဲရာမရှိပါဘူးတက်တန်းလိုက်အသင်းတွေကနေစီနီယာအသင်းရောက်တဲ့အထိဂိုးတွေကိုထောက်ရှောက် တွင်းထားတာပါ။ Sure ဟာလန်နဲ့ပတ်သက်ပြီးပြောရင်ကျွန်တော်တွေကအလွန်ကျူးပြောတယ်ထင်လိမ့်မယ်။ Norway လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှုတွေကျွန်တော်တို့မှီခဲ့ပါတယ်။ကျွန်တော်တို့လက်လန်းမိတဲ့တိုက်စစ်မှုတွေပြောမယ်ဆိုရင်ဒါ Andre Flo တို့ John Caru တို့စတဲ့တိုက်စစ်မှုတွေက Norway အသင်းရဲ့ဒါကမ္ဘာစစ်မှုတိုက်စစ်မှုတွေပဲလေ။တိုးတော့အဲ့နောက်ပိုင်းတိုက်စစ်မှုတွေထဲမှာအားလင်းဟာလန်ကတော့သူတို့တက်ခေါင်းနှလုံးလောက်ပူတာတဲ့တိုက်စစ်မှုဖြစ်ခဲ့တယ်။တနည်းအားဖြင့် Norway ဘောလုံးတစ်ပိုင်းမှာ အကောင်းဆုံးဘောလုံးသမားလို့တော့ညွှန်းဆိုလို့ရပါတယ်။ဆိုတော့အားလင်းဟာလန်ဒီနိုင်ငံလက်ရွေးစဉ်အသင်းအတွက်ဂိုးတွေသွင်းယူုံနဲ့ရက်တက်မသွားသေးဘူး။မန်စီးတီးအသင်းအတွက်လည်းဒီနေ့ဘောလုံးရသည်မှာရှယ်ကိုဂိုးတွေသွင်းယူထားတာဖြစ်ပါတယ်။ပရီးမီးယားလိမှာဆိုရင်မန်စီးတီးအတွက်ခုနှစ်ပွဲပဲကစားရသေးပေမဲ့ကိုးကိုးသွင်းပြီးတော့တကိုးဖန်တီးထားခဲ့ပြီးဖြစ်ပါတယ်။ဒီသွင်းကိုအရေအတွက်ပမာဏကိုချန်နဲ့တိုက်စစ်မှုတွေလိုက်မိဖို့ဆိုတာမလွယ်ကူတော့ပါဘူး။ဒါ့အပြင်မန်စီးတီးနဲ့ချန်ပီယံလိမှာလည်းနှစ်ပွဲကစားပြီး သုံးဂိုးသွင်းယူခဲ့ပြီးဖြစ်ပါတယ်ဒီတော့ကြောင့်နိုင်ငံလိုက်ရွေးစဉ်အတင်းအတော့တာမကပဲကလပ်တင်းမှာလည်းဒီနှစ်ဘောလုံးရသည့်ဂိုးတွေလှိုင်လိုင်းသွင်းနေတာပါအရေးစကားနဲ့ပြောမယ်ဆိုရင်တော့အာလင်းဟာလန်ကိုဒညာနာတရဖြစ်အောင်လုံးမှာပဲသူ့ရဲ့သွင်းဂိုးတွေကရက်တန့်လိမ့်မယ်ဒီလိုမှမဟုတ်ရင်တော့အာလင်းဟာလန်ရဲ့သွင်းဂိုးတွေကရက်တန့်သွားမှာမဟုတ်ဘူးအသက်က25နှစ်ဖြစ်တဲ့မခံချင်စိမ့်တဲ့ကစားတတ်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်လက်ရှိချိန်မှာအာလင်းဟာလန်ရဲ့အကောင်းဆုံး peak time ကိုရောက်နေတယ်လို့ပြောလို့ရပါတယ် ဒီတော့ကြောင့်ပဲတချို့ကောလာဟာလာသတင်းတွေမှာဆိုရင် Real Madrid ကအားလင်းဟာလန်ကိုပြန်လည်စိတ်ဝင်စားလာတဲ့ဘာညာဆိုတဲ့သတင်းမျိုးတွေပါတက်လာတယ်ပေါ့နော်တို့ရမယ်မဖြစ်နိုင်တော့ပါဘူး Real Madrid မှာလည်း Vinicius Junior နဲ့ Kylian Mbappe တို့လိုတိုက်စစ်မှုတွေရှိနေပြီဖြစ်တဲ့အတွက်ကြောင့် Man City အတွက်ပဲသူအာယုံဆိုင်ပြီးကစားပါလိမ့်မယ်ပပ်ဂွာဒီယိုလာလည်းကစားသမားကောင်းမြောက်များစွာကို ကင်တွယ်ခွင့်ရခဲ့ပြီးတော့အခုတခါလဲအာလင်းဟာလန်လိုကမ္ဘာအဆင့်เนาะအကောင်းဆုံးတိုက်စစ်မှုတစ်ယောက်ကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်ကြောင့်ဝမ်တာပီတီဖြစ်နေမယ်လို့ထင်ပါတယ်။ဆိုတော့အာလင်းဟာလန်ရဲ့အသက်အရွယ်နဲ့လက်ရှိခြေသွမ်းပိုင်းအရသူ့ရဲ့ twin ကိုတွေကရက်တန့်သွားဖို့မရှိသေးဘူးဆက်လက်များပြားလာဖို့ပဲရှိပါတယ်ခင်ဗျ။ဒါကတော့2025-26ဘောလုံးရာသီအတွင်းမှာ twin ကိုတွေကိုငပြောသည့်အခွန်နွာစားသလို twin ယူနေတဲ့ဂျိုသားတိုက်စစ်မှုအာလင်းဟာလန်အကြောင်းကိုတခုတ်တရဆွေးနွေးသုံးသပ်ခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ တွက်ကြောင့်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ